ကိုဝင်ဆောင်ချိန်တွေးရိုးယောဂါဖြစ်တာကိုကျမတို့ကိုဝင်အပတ်20နောက်မှာပေါ့နော်တွေ့ရတတ်ပါတယ်ဘလောက်ထိအဖြစ်များလဲဆိုရင် ကိုဝင်ဆောင်မိခင်အယောက်တရာမှာ9ယောက်ကနေ6ယောက်ကြားကကိုဝင်ဆောင်ချိန်မှာဖြစ်တဲ့တွေးရိုးယောဂါကိုခံစားနိုင်ရပါတယ်တကယ်လို့ကိုဝင်ဆောင်မိမိတွေနေနဲ့ကို့မှာ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာတာမျိုး နောက်တစ်ခုကခြေတွေလက်တွေရောင်ရမ်းလာတာမျိုးတွေအမြင်အာရုံတွေဝေဝါးလာတာမျိုးဘိုက်ရဲ့အထက်ပိုင်းမှာနားလာတာမျိုးစသည်ပေါ့နော်ဒီလိုယောဂလက္ခဏာတွေရှိနေပြီဆိုရင်တော့ကိုကပေါ့ဆမနေပဲဆရာဝန်ကိုတွားရောက်ပြသတင်ပါတယ်ဒီလိုမျိုးတူတူယောဂဖြစ်နေပြီဆိုရင်တော့ဆရာမတို့က pre eclampsia လို့ခေါ်တဲ့အခြေအနေတစ်ခုပေါ့နော်စီးပညာအရာဒီလိုမျိုးအတက်ယောဂဖြစ်နိုင်တဲ့အခြေအနေတခုကိုရောက်လာမရောက်လားသိဖို့အတွက်ဆိုရင်တော့မိခင်ရဲ့စီးကိုစစ်ကြည့်ဖို့လိုပါတယ် ကိုဝင်ဆောင်တဲ့အချိန်မှာမိခင်တွေကိုတွေးတိုင်းလိုက်တဲ့အခါမှာအပေါ်သွေးက160ရဲ့အထက်ကိုများမယ်။အောက်သွေးက130ရဲ့အထက်ကိုများနေပြီဆိုရင်တော့ဒါကသွေးတို့စတင်ဖြစ်နေပြီလို့ ခံမှန်းလို့ရပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်လည်းအပေါ်သွေးက140အထက်များမယ်။အောက်သွေးက90အထက်များနေပြီဆိုရင်တော့ဆရာမတို့က၄နာရီချားပြီးတော့နောက်တစ်ခေါက်ပြန်ပြီးတော့တိုင်းတာချီရပါမယ်။ပြန်တိုင်းလိုက်တဲ့အခါမှာလည်းဒီဟာကအပေါ်သွေးကလည်း140ထက်များတယ်။အောက်သွေးကလည်း90ထက်များနေပြီဆိုရင်တော့သိကြပါဗျ။မိမိကသွေးတို့ရောဂါကိုစတင်ခံစားနေရပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုးမိခင်မှာတွေးတိုးရဲ့လက္ခဏာတွေရှိနေပြီဆိုရင်ကျမတို့ကဒုတိယအဆင့်အနေနဲ့စီးစစ်ကြည့်ရပါမယ်။စီးစစ်လိုက်တဲ့အခါမှာအမေရဲ့ကြောက်ကပ်ကိုပါထိခိုက်ခြင်းရှိလားမရှိလားဆိုတာကိုသိရမှာပဲဖြစ်ပါတယ်။ ကိုဝင်ဆောင်ချင်းတွေးတိုးတာကိုမပေါ်ဆတတ်ပါဘူးကုသရပါမယ်မကုသပဲထားတယ်ဆိုရင် အမိရောကလေးမှာပါထိခိုက်နိုင်ပါတယ်မိခင်မှာကကြတော့ကိုရင်းအင်္ကာတွေထိခိုက်ပျက်စီးတာမျိုးခြောက်ခက်ထိခိုက်ပျက်စီးတာမျိုးအတက်ရောဂါဖြစ်နိုင်တာမျိုးရှိနိုင်ပါတယ်ကလင်းငယ်မှာလည်းကလေးကရက်မစီပဲလားမစီပဲမွေးလာတာမျိုးတွေကလင်းငယ်ရဲ့ကိုခန္ဓာဖွံ့ဖြိုးမှုတွေမှာအနှောက်အယှက်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ် ိုဝင်ဆောင်ခြင်းဖြစ်တဲ့သွေးတို့ယောဂါကို မပေါ့ဆဘဲနဲ့ကိုကယောဂါလက္ခဏာတွေကိုအချိန်မီသိပြီးတော့မြင်မြန်ကုသနိုင်ဖို့အတွက်အရင်ရေးကြည့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ဒေါက်တာဂရေ့စ်ပါ။